တနိုင်ငံလုံးအဖြစ်ခက်ရစရေးလက်မှတ်ထိုးဖို့ကြံ့ကြာနေတာမြမတမရော်ရဲ့ရည်တည်ချက်ကြောင့်ဖြစ်တယ်လို့တိုင်းရင်းသားလက်နက်ကိုင်16ဖွဲ့နဲ့စူးစိထားတဲ့ NCCD ကပြောလိုက်ပါပြီမြမစစ်တပ်ရဲ့သဘောထားကဘာလဲဘာကြောင့်ငင်းချမ်းရေးမရနိုင်တာလဲတနိုင်ငံလုံးအဖြစ်ခက်ရစရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD ရဲ့အဖွဲ့ခေါင်းဆောင်နိုင်ဟန်တာကမြမတမရော်ဘက်ကသဘောထားတင်းမာနေမယ်ဆိုရင်ဩဂတ်စတရက်နေ့နောက်ဆုံးထားပြီးအပြစ်ရဲ့ရေးလက်မှတ်ထိုးဖို့မဖြစ်နိုင်ဘူးလို့ပြောဆိုခဲ့ပါတယ် အဓိကပြဿနာကမြန်မာစစ်တပ်ဟာဖက်ဒရယ်ဆိုတာကိုလုံးဝလက်မခံတာကြောင့်လို့ဆိုပါတယ်။တမရိုဘက်ရဲ့ယက်တီချက်ကဟိုကဘာအခြေခံဖြစ်နေတယ်သူက။ဟိုအင်္ဂရိုတီဥုံမင်းတို့ဟိုကဆွေရဖွဲ့နေရောနော်။ဟိုအရင်ရင်ကဟိုဆွေးနွေးခဲ့တဲ့အနေအထားတွေမှာကြည့်မှဆိုတော့ဟိုကဘာတော်တော်လေးကြည့်လဲလောက်တဲ့အနေအထားမျိုးရှိတယ်။နောက်ပြီးတော့ဟိုပြောမှဆိုရင်ပေါ့ဗျာ။သမရကြီးကိုယ်တိုင်နောက်လွတ်တော်ထဲမှာကိုယ်တိုင်ကနော်။ ဖရမူကိုလိတ်လာနေတယ်လက်ခံနေတဲ့ဟိုရေပြားအဖြစ်သဘောကလက်ခံတယ်ဒါကိုဘလိုနည်းနဲ့အကောင့်ထဲပေါ်မလဲစသဖြင့်ပေါ်လားဒီလိုနေတာနေရှိနေရဒါပေမဲ့တကယ်တမ်းဆွေးနွေးတဲ့ခါကျတော့တပ်ဘက်ကဒါကိုလက်မခံဘူးအေးတကယ်လို့ဒီတိုင်းပဲတပ်မတော်ကတင်းထန်နေတော့ဒီခမန်းထားတဲ့ဒီဩဂတ်စ်တရက်ကဘလို့မှမဖြစ်နိုင်ဘူးသမရနဲ့လွတ်တော်ကဖက်ဒရယ်ကိုလေ့လာပြီးလက်ခံမဲ့အနေထားမှာရှိပေမဲ့ ပြည်ထောင်စုဖက်ဒရယ်စတဲ့ဝေါ်ဟာရကိုအငင်းပွားတာထက်ဖက်ဒရယ်စနစ်နဲ့ဖွဲ့စည်းမဲ့ပုံစံကိုမြန်မာစစ်တပ်ကလုံးဝလက်မခံတာဖြစ်တယ်လို့ဆိုပါရယ်။တိုင်းရင်းသားတွေဟာပြည်ထောင်စုကနေခွဲထွက်ရေးကိုစဉ်းစားရလောက်အောင်မမိုက်မဲသလိုမြန်မာနိုင်ငံမှာစူးစိချက်တီမှရမယ်ဆိုတာသိနာလေတာကြောင့်ဒန်းတူမျှတရေးရှိမှအဆင်ပြေမယ်လို့ NCCD အဖွဲ့ဝင်ခွန်အုပ်ကာကဆိုပါရယ်။တရားမျှတမှုရှိတယ်ဒီလိုလောက်ထားတာတရားမျှတဒီလိုမလောက်ရင်ဒီလိုဖြစ်မှာ၆ပါ တကယ်တော့ဘယ်တိုင်းသားမှခွက်ထမပါဘူးဘယ်တိုင်းသားမှဘယ်မှမိုက်ဘူးပထဝီနိုင်ငံရေးကိုလူခိုင်းနားလဲလေဟောဒါကြောင့်တိုင်းသားကောင်းတော်လေဒီအထက်အမှပဲ့အတွက်ပြီးတော့လူ၄၅ဘန်းလောက်ကတိုင်းပြည်တပြည်၄၅ဘန်းလောက်တိုင်းပြည်တပြည်အသက်ရှင်ရတဲ့လူမလွယ်ဘူးလားလူတိုင်းပြည်ဒါကြောင့်စုစည်းပြီးတော့နေနိုင်မှစုစည်းပြီးတော့ခုခံကာကွယ်နိုင်မှဒီပြည်တော်ဘုရားပြရရည်နိုင် တန်ခဲသိပြီလားဟုတ်ပါအဲ့ဒီလိုစူစီရက်တည်တဲ့နေရာမှာတော့ယောက်ယောက်ကပူကြတယ်လွမ်းမုန်းနေတယ်ဆိုတော့အဲ့ဒါတော့မကြိုက်ဘူးဒါကြောင့်တန်းတို့ရည်တို့နေပြီးတော့စူပေါင်းပါတယ်စူပေါင်းတောက်ရည်ကြီးကောင်းတယ်ဒါပြည်တော်ဘုမှုဒါကိုချချပြီးတော့တင်ပြနေတာဖြစ်အဲ့ဒါကိုလက်ခံလို့သူကခက် NCCD အဖွဲ့ဝင်တွေဟာလာမယ့်မေလ22ရက်နေ့ကျရင်မြမအစိုးရနဲ့ရန်ကုန်မှာတွေ့ဆုံတဲ့အခါ အပြစ်ခတ်ရဆဲရေးသဘောတူစာချုပ် single text မှာပါဝင်မဲ့ဝေါ်ဟာရတွေကိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေပြုလုပ်ဖို့မြစ်ကြီးနားမှာရှိတဲ့ KIO ဆက်ဆံရေးရုံးမှာမေလ14ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေမှာအာမခံချက်ရှိဖို့တနိုင်ငံလုံးအပြစ်ခတ်ရဆဲရေးသဘောတူညီချက်စာချုပ်ကိုရေးဆွဲရမှာ Federal တက်မတော်ကိစ္စတိုင်းရင်းသားတွေဘက်ကထည့်သွင်းနေတယ်လို့တအိုက်ဖုံးကဆိုပါတယ်။ဒါပေမဲ့နှစ်ဖက်သဘောထားမတူညီမှုတွေကအခက်အခဲတစ်ခုလိုဖြစ်နေတာကြောင့်နှစ်ဖက်အလျှော့အတင်းလုပ်နိုင်တဲ့အပေါ်မူတည်ပြီး ။ဩဂတ်စ်မတိုင်ခင်စာချုပ်ချုပ်နိုင်မချုပ်နိုင်သိနိုင်မယ်လို့ဆိုပါရယ်။စစ်ချင်းတဲ့ဟာနဲ့အဖက်ဖြစ်စေချင်တဲ့မတူညီတဲ့အပိုင်းတွေဖြစ်တော့။အဲဒါဆိုစင်ဂါတက်တစ်ခုဖြစ်ပေါ်တဲ့အတွက်ကမတူတဲ့စာရဏတစ်ခုကိုပေါင်းထားတယ်ဆိုတော့တော်လေးတော့ဟိုချက်ချက်တော့ရှိတော့မဟုတ်။ဒါပေမဲ့ဒီပေါင်းနိုင်ဖို့အတွက်က သူစာရန်ကိုင်းထားတယ်ကျွန်တော်ပဲကျွန်တော်စာရန်ကိုင်းထားရလဲဒါလို့တနင်္ဂနွေလို့အပြစ်ခံရစီလက်မှတ်ထိုးနိုင်တော့မှာမဟုတ်ဘူးဟိုစင်ကာတက်တစ်ခုလည်းဖြစ်လာနိုင်မှာမဟုတ်အဲဒါကြောင့်ဒီနှစ်ခုသူစာရန်ခုစာရန်ကိုင်းမဲ့အစားနှစ်ခုပေါင်းလိုက်ပြီးတော့အလုံးလိုက်ခံနိုင်တဲ့ပုံစံစုပြင်တစ်ဖြည်းဖြည်းအဲ့ဒီစာကြမ်းတစ်ခုပေါ်မှာပဲညှိသွားမယ်ဆိုရင်ပို့ပြီးတော့ထိရောက်နိုင်မယ်လို့ကျွန်တော်ကမြင်တယ်ဒီမိုကရေစီဖရဲပြောင်စုပုံစံလို့ကျွန်တော်သုံးထားတာလည်းရှိတယ်ဒါလည်းကျွန်တော်ဆက်ညှိရမယ်အဲ့ဒီမျိုးတကယ်လို့နှစ်ဖက်ကတဘောတူပြီးဆိုရင်တော့ဒီဖရဲတတ်မတော်ဆိုတာတော့ ဟိုကျွန်တော်ဆက်လက်ညှိနှိုင်းရမှာပဲဒါကတော့ဒီစင်ဂါထက်မှာတော့ပါသွားစေချင်တယ်ကျွန်တော်ဘက်ကအဲ့လိုမျိုးကျွန်တော်စင်ဂါထက်မှာအဲ့လိုမျိုးအားလုံးကသဘောတူပြီးတော့လက်မှတ်ထိုးလိုက်မယ်ဆိုတော့နောက်နိုင်ငံရေးဆွေးနွေးပွဲမှာအမှန်ကန်ချက်တစ်ခုနဲ့ကျွန်တော်ဆွေးနွေးတော့မယ်ကျွန်တော်ပို့ပြီးတော့ဟိုဒီကြမှန်ကန်တယ်ပို့ပြီးတော့မြန်ဆန်သွားမယ်လို့ကျွန်တော်မြင်တယ်